မြက်ကွင်းစေစဆုံးရေသားသူဒါတေ သူ့ကို တွေးတွေ့ခြင်းဒါတေစိတ်ဝင်စားသွားနေပုပ်ပါယုံကြောင်းမှာရှမ်းစီရတို့ရောက်ရောက်နေတယ်ဆိုတာကိုတော့ရွာထဲမှာအကြီးမသိမ့်လာတို့ပြောနေကြတာဒါတေကြားပါလေသွားမယ်သွားမယ်နဲ့တခါမှတော့မသွားဖြစ်ခဲ့ဘူးဗျာဒီနေ့တော့ထူးထူးဆန်းဆန်းပဲဗျာ ပုပ်ပါယုံစီရတော်ကကျုပ်ကိုခေါ်ခိုင်းလို့တဲ့။ဖုန်ကြီးចောင်းသားနှစ်ယောက်ကျုပ်စီကိုယောက်လာတယ်။ဟဲ့တာဒီဒီမှာဖုန်ကြီးចောင်းသားတွေယောက်နေတယ်။ဆရာတော်လွတ်လိုက်လို့တဲ့။ကျုပ်ကနွားစားစင်းနေတော့ဗျာ။အင်အနောက်ဖက်ယောက်နေတာ။အမေလန်းခွန်မကျုပ်တိတာ။ကျုပ်လည်းလုံးလဆဲအဲ့လိုကိုခဏယထပြီးအင်ပေါ်တက်လာခဲ့ရတာပေါ့ဗျာ။ ကိုကြီးတက်ဒီဖုန်းကြီးခေါ်ခဲလိုက်လို့ဗျဟေးဘာကိစ္စတုံးကတော့ကြောင်းဖုန်းကြီးចောင်းသားလေးရဲ့နာမည်ကတော့ကြောဗျာဒီကောင်ကျုပ်ကိုလွက်ခင်တာဗျဒါတော့ကျုပ်မသိဘူးဗျတော့ကြောကကျုပ်မေးတာကိုပြန်ဖြေတယ်အေးအေးမင်းတို့ပြန်တော့တော့ကြောကိုကြီးတာဒီအခုပဲလာခဲ့မယ်လို့ဖုန်းကြီးကိုရောက်လိုက် ဟုတ်ကဲ့ဟုတ်ကဲ့တောကျော်နဲ့သူ့အဖော်အကောင်းလေးထွက်ပြန်သွားတယ်သူလည်းရေကပြကရာချိုးအဝယ်စားလဲပြီးရွာရှိပိုင်းကိုထွက်ခဲ့တော့တယ်ပုပ္ပါယုံကြောင့်ကိုရောက်တော့ဆရာတော်ကကျုပ်ကိုထိုင်ဆောင်နေတာတွေ့လိုက်ရတယ်ဗျလိုက်တာဒီငါမင်းကိုစောင့်နေတာကွာကျုပ်ကဆရာတော်ကိုရှ िख ိုးလိုက်တယ် ဒီလိုကတာရီကဖုန်ကြီးစီကိုဟို ရှမ်းပြည်ကရှမ်းဆရာကြီးတယောက်ရောက်နေတယ်အသက်50လောက်ရှိတယ်ကွာနာမည်ကဥနွန်ဖာတဲ့ပညာတော့အတော်ထက်တဲ့ပုံပဲတာရီကမနာပြတပည့်တော်ကိုခွေရတဲ့အကြောင်းကအေးဒီလိုကတာရီရဲ့ဆရာနွန်ဖာကပြောတယ်သူဒီကိုလာရတဲ့အဓိကအကြောင်းကတစ်ဆုံလာလိုက်တာဟာလေကွာတစ်ဆုံဟုတ်လားပြအေးကွာတစ်ဆုံ ਨੇ ွန်ကြီးလည်းမကြားဘူးပါဘူးကွာဒီတကကြီးပြောမှဒါမျိုးတွေရှိတာကိုသိရတာသူပြောတာတခုကနည်းနည်းတော့ထူးဆန်းတယ်ဒါတွေကတစ်ဆုံကတင်ချိုင်းနေမှာပေါက်တိုက်ထားတယ်ကွာအဲ့ဒီလိုတစ်ဆုံပေါက်လာပြီဆိုရင်အဆောင်ရှောက်လာရောတဲ့အဲ့ဒီတစ်ဆုံအဆောင်တွေကိုပြန်ပြီးအုတ်ချုပ်ရတာကတင်ချိုင်းဆောင်မဖဲဝါကြီးတယ်ဗျာအခုဆီယမနိုင်ရာကတူတန်တဲ့မှာတစ်ဆုံပေါက်နေတာတယ်ဗျအပင်ကလူရင်ဆိုလို့ရှိပြီတဲ့ ဟမ်ဒီဆရာကဓာရီကိုဘလို့တီးတုံဖုံဖုံဝဲအေးအဲ့ဒါကိုဖုန်ကြီးလဲမင်းမြန်တာဗောဓာရီရဲ့မှန်ပါဗျာတရက်တော့ဆရာနွန်ဖာက လူနာလာပင်လို့ဒီဘက်ကို လိုက်လာတာတဲ့ကွာသူပယောဂကနေတဲ့လူနာကိုပယောဂထုတ်တော့ဝင်ကနေတဲ့အကောင်ကအဲ့ဒီဆရာမနိုင်က ထစ်ဆုံဆောင်ဖို့အလဲကြတဲ့အကောင်နဲ့ဗျာ အဲ့ဒါတစ်ဆုံဆုံရမှာဆိုလို့လာပုန်းခိုနေတာဆိုပဲကွာ။အော်ဒီတရဲလားတစ်ဆုံကဘာလို့မဆောင်ကျင်တာတုံးဖေ။အေးဆရာနွန်းဖာကလည်းဒီအကြောင်းမေးတာဗောတာတရဲ။ဒီလောတရဲကပြောတယ်တဲ့။တစ်ဆုံဆောင်တဲ့ကောင်းတွေကိုမဖဲဝါကြီးကဓာတ်ရိုက်အုတ်ချုပ်ကဆိုပဲ။သူတို့ကမဖဲဝါကြီးကိုအားကြီးကြောက်ရတာလေကွာ။အဲ့ဒါကြောင့်ဒီကောင်လူမာလာကပ်ပြီး ရှောင်းနေလာဆိုပဲကွာ။အော်ဒါကြောင့်ကိုအဲ့ဒီတရေနာမေကစံပွင့်နေကွာ။တရေစံပွင့်ပြောလို့ဆီယာနွန်ဖာကဒီအကြောင်းကြီးတိလာတာတဲ့။အဲ့ဒီသစ်ဆုံးကိုဆီယာနွန်ဖာကရအောင်လိုက်မယ်ပြောတယ်တာဒီရဲ့။ဒီသစ်ဆုံးကဘာဒီစွမ်းလို့လဲဖေ။ဟာဒီဆီယာပြောပုံအရာတော့တော်တော်စွမ်းတာကလားတာဒီရဲ့။အခုဒီအပင်က လူရင်စိုးလောက်ရှိတယ်တဲ့ကွာပင်စီက ထွာဆိုင်လောက်ရှိပြီဆိုပဲအဲ့ဒါကိုတောင်ဝေးလုတ်ပြီးဆရာကိုင်းရင်တဲဆွမ်းဆိုပဲကွာလပ်လပ်လဲရွှင်နေတယ်ကွာပြီးတော့ဘလို့ပယောကမျိုးမှဆိုတစ်ဆုံဆေးတောင်ဝေးကိုကြောက်ကြတယ်ဆိုပဲအဲ့ဒါရရင်ဆရာနွန်ဖာကဖုံးမုံကိုတောင်ဝေးတချောင်းလူးမယ်တဲ့ကွာသူကကြံတာယူမှာပေါ့ကွာဒါမှလဲတို့ရွာထဲမှာပယောကလေးပါလေးကတ်ရင် ဒီတောင်ဝင်းနဲ့မောင်းထုတ်တင်ထွားမှာပေါ့အဲ့ဒါတပိတော်ကဘာလို့ရမှာလဲဖေ။အေးအေးပြောမယ်။ဆီယန်နွန်ဖာကပြောတယ်။အဲ့ဒီတစ်ဆုံပင်ကို လူသားမန်မျက်စိနဲ့မမြင်ရဘူးတဲ့ကွာ။အော်တဲလေထူဆန်းမလားဖေ။ဟုတ်တယ်ကွာ။ဆီယန်နွန်ဖာကမှမျက်ခွင်းဆေးဆိုတာရှိတယ်တဲ့။အဲ့ဒါကိုတွေးပြီးကွင်းလိုက်ရင်မြင်ရောတယ်ကွာ။ မြင်နာမတစ်ဆုံးတင်မကဘူးမုံရေနာနာဘာဝတွေပါမြင်ရတာတဲ့ဟောကြောက်เสียပေါ့ဗျာအေးအဲ့ဒါကြောင့်တတ်တီရှိတဲ့လူငယ်တယောက်ရှာပေးပါတဲ့ကွာစနေတော့လဲဖြစ်ရမယ်တဲ့ကွာဩဒါကြောင့်ငါကမင်းကို ပြေးမြင်တာတတ်တီရဲ့ဒါကြောင့်ဖုံမုံကဆရာနွန်းဖကို ပြောတယ်တတ်တီကိုဖုံမုံခေါ်ပြီးအကျိုးအကြောင်းပြောပြမယ်သူစိတ်ဝင်စားရင်တော့အဆင်ပြေတာဗောလို့ ဒီလိုဆိုတပီးတော်ကမြကွင်းစီလိမ့်ပြီးစစ်စွန်းပန်ရှားမှာပေါ့အေးဘောကွာတာတည်းနောက်ကောအဲ့ဒီမြကွင်းစီကိုပြန်ဖြက်လုံရလို့လားဖရာဟာရတာပေါ့ကွာနနွင်းဖြူဝအကွင်းကိုဆေးစီရင်ထားတာရှိတယ်တဲ့အဲ့ဒါလိမ့်လိုက်ရင်စောစောကမြကွင်းစီကပြဲသွားရောတဲ့ကွာဩဖြက်ဆေးရှိတာကိုရှိတယ်ရှိတယ်တာတည်းဒီအတွက်မစိုးရင်နဲ့อืมတပီးတော်ကလည်း အဲ့ဒီလိုမျိုးအထူးအဆန်းလို့ဆိုရင်သိစိတ်ဝင်စားတာဖေ။အေးဖုံဖုံတည်တယ်လေဒါတည်းရဲ့ဖုံဖုံမေတော်ကြီးဖုတ်ဝင်တုံးကလည်းမင်းပဲဆရာကျော်နဲ့တွဲလို့ခဲ့တာကို ဖုံဖုံတည်နေတာဖေ။မှန်ပါဖေ။ဒါဆိုရင်တပည့်တော်ကိုအဲ့ဒီရှမ်းဆရာကြီးနဲ့တွေ့ဖေးပါဖေ။အေးဟုတ်ပြီ။ဒါဆိုလာကွာ။သူ့ကိုဟိုဘက်ဆုံးစားကြောင်းမှာတဲကိုဖုံဖုံစီစဉ်ပေးထားတာ။ဖုံကြီးနဲ့မင်းနဲ့ဟိုဘက်ကကြောင်းကိုတွားရအောင်။ ကျုံနဲ့ဆရာတော်စွန်းစားเจ้าကိုရောက်လာခဲ့ကြတယ်။စွန်းစားเจ้าကနှစ်ထပ်ပြဆရာတော်ကအပေါ်ဓာတ်ကိုတတ်တော်ကျုပ်လည်းအပေါ်ဓာတ်ကိုလိုက်ခရတာပေါ့။အပေါ်ဓာတ်ကဖျားကန်းမှာလူကြီးတယောက်ထိုင်နေတာတွေ့တယ်ဗျ။အသားဖြူဖြူနှုတ်ထမ်းမွေးကခနဲ့ဗျ။အရက်ကလည်းခက်ရှိရှိပဲ။ဒီလူကြီးရဲ့မျက်လုံးတွေကနက်ပြီးတောက်ပါနေတာဗျ။ဆရာတော်ကြွလာတာနင်းတော့ချက်ချင်းထပြီးအယူအသက်ပြူတယ်။ဆရာတော်ကိုဥချတယ်။ကဲဆရာဦးနွန်ဖာ ဒီတနေ့ကကျုပ်ပြောတဲ့တာတေးဆိုတာပဲ။ဩမောင်တာတေးကို ဟုတ်ပါတယ်ဆရာကြီးကျုပ်တာတေးပါ။အေးအေးမောင်တာတေးအကြောင်းကိုဆရာတော်အမိန့်ရှိထားလို့ကျုပ်သိထားပြီးပါပြီ။ကျုပ်နာမည်ကစိုင်းနွန်ဖားတဲ့။ဦးနွန်ဖားပေါ့ကွာ။ကျုပ်ကပယောကခုတယ်ဆရာပေါ့။တခြားဆေးဝါးတွေလည်းကြိုက်ပါတယ်။အဲကျုပ်ဝါသနာကတော့ထူးထူးဆန်းဆန်းတွေကိုစိတ်ဝင်စားတာပဲကွာ။ဒီလောကမှာလူတိုင်းမသိနိုင်တဲ့ ထူးဆန်းတဲ့သဘောတရားတွေရှိနေတယ်ကွာကြုံကြိုက်တဲ့အခါမျိုးမှာတွေ့ရမြင်ရတယ်ဗျာကျုပ်လည်းအဲ့ဒီလိုလူလိုပဲဆရာကြီးရဲ့ဟာဟာဟာဒါဆိုဟန်ကြတာပေါ့ကွာကျုပ်တို့ဆရာတပည့်နည်းအောင်တွဲလို့ရတာပေါ့နောက်များမှလည်းမွန်တာတေပင်းကြားလို့ရရင်ကျုပ်ပေးဖို့ဝတ်မလေးပါဘူးဗျာကျုပ်ကဆရာတော့မလုပ်ချင်ဘူးဗျာထူးထူးဆန်းဆန်းတွေစိတ်ဝင်စားယုံတတ်တတ်ပါပဲဩဒီလိုလားအေးပါလေ အခုစိတ်မဝင်စားပေမဲ့တကနည်းစိတ်ဝင်စားလာတဲ့အခါကြုတ်တင်ပေးပါမယ်။အေးကောင်းတယ်ဗျာ။ဆရာတပည့်နှစ်ယောက်အခုမှစုံရပြီမဲ့တယောက်နဲ့တယောက်ခင်ခင်မင်မင်ရှိကဘဝရေဆက်ကြောင်ပဲဗျာ။လောက်ရကန်ရမဲ့ကိစ္စတွေကိုဆရာနွန်ဖားကမောင်းသားတွေကိုပြောဖို့ဗျာ။ကဲကဲဘုန်းကြီးသွားမယ်။ဟိုဘက်ကျောင်းမှာဘုန်းကြီးရှိနေတာပဲ။ကိစ္စရှိရင်တတ်တာလာခဲ့။ဟုတ်လားတကားကြီးနွန်ဖား။မှန်ပါဗျာ။ ဆရာတော်ဟိုဘက်ចောင်းကြီးကြွားတော့မှဆရာကြီးကကျုပ်ကိုပြောတယ်ဗျအခုလာမယ့်လာဗီအညမှာသစ္စွန်တွေမျိုးလိမ့်မယ်တဲ့ဒုက္ခတွေအာလုံးကြုံနေတာဒီလိုထုံးစားနေမော်ဝင်တိုက်ဝင်အပင်တွေဟာအတဝင်ကြလိမ့်မယ်တဲ့ဗျာဆရာသစ္စွန်ဆိုတာဘလို့ပုံစံရှိလဲအဲ့ဒါကျုပ်လည်းတေးတေးချာချာမမြင်မဟုတ်တရေဆန်ပွင့်ကျုပ်ကိုပြောတာကတော့အရွယ်ကဝိုင်းဝိုင်းကလေးတွေတဲ့ကွာပြီးတော့အလုံးကထွားဆိုင်လောက်ရှိပြီတဲ့ အမြင့်ကတော့လူရင်စိုးလောက်ရှိနေပြီဆိုပဲ အသားကတော့အယမ်းမာတဲ့အနှစ်ကိုပြည့်နေတာတဲ့ကွာတနစ်တခါနက်ခတ်ဆုံတဲ့ညမှာတစ်ဆောမြူးတတ်တယ်တဲ့ကွာအမြင့်ကကြွတ်ထွက်ပြီးတင်ကြိုင်းထဲမှာလူလန်းလျှောက်သူလူကိုရှောက်သွားတာအားတဲ့ကွာအဲ့ဒါသူ့နေရာကိုပြန်ဝင်ကနီးအချိန်မှာ ပြေးဖတ်ပြီးတင်ကြိုင်းအပြင်ကိုထုတ်ယူနိုင်ရင်တစ်ဆုံရရော့တယ်တဲ့ဒါတည်းရဲ့အော်အဲ့ဒီတစ်ဆုံရချင်းဘာဖြစ်တုံးဆရာကြီး ပင်စီကိုတောင်ဝေးလွတ်ပြီးဆရာတွေကန်ရတယ်ကွာအရွက်ဒီအကိုင်းအမြစ်တွေကိုတော့အချောက်လန်းအမုံတောင်းပြီးဆေးတောင်းလို့ရတာပေါ့အဲ့ဒီဆေးတောင်းကလေးရေဖြောတိုင်ရင်ဘယောကပြေးတာပေါ့ကွာဒီဆေးတောင်းရေကိုအိမ်ပေးပတ်ပြီးဖျန်းထားရင်ဘယောကမကတ်နိုင်ဘူးပေါ့ကွာဆေးတောင်းဝေးကတော့ဘယောကကိုရွယ်လိုက်တာနဲ့တင်ဘယောကဒီဖိမ့်ဖိမ့်တုံအောင်ကြောက်ကြတယ်ဟာတူတူတော့ဆွမ်းနဲ့တက်ဆုံတော့ဆရာကြီးဆွမ်းပါပြီလားတာတီးရဟုတ်ပြီကျုပ်လုံမယ်လားအဲ့ဒါကိုမြင်ဖို့ကမလွယ်ဘူးကွာ အစွမ်းကတည်းမြက်ကွင်းစီရှိဖို့လိုတယ်။အဲ့ဒီမြက်ကွင်းစီကကျုပ်မှရှိဖိထားပါ။ပြန်ဖြတ်တဲ့စဲလဲကျုပ်မှအစင်သင့်ရှိလေတာဒီ။ဘာမှမစိုးရင်နဲ့။ဟာမစိုးရင်မဟုတ်ဆရာကြီးလေ။ဆရာကြီးကိုမြင်လိုက်ကလေးကကျုပ်ယုံမိထားပါ။အေးကွန်ပျူတာတေးကျုပ်ဘက်အပိုင်းကိုစိတ်ချမောင်တာဒေတာတစ်ဆုံးပင်ကိုတွေ့ရင်အရာအမိယူရဲရမယ်။ဘာကောင်တွေပဲတွေ့တွေ့မကြောက်ရဘူး။မောင်တာတေးကိုဘလို့ကောင်မှမလို့ရေးအောင်ကြိုကာခွဲထားမယ်။တစ်ဆုံးပင်တင်ရိုင်းမြေကြော်သွားသည်ဆိုတော့မှ ီအပင်ကိုလူတိုင်းမြင်ကြရမှာကျုပ်လည်းဒီတော့မှဒီအပင်ကိုမြင်ရမှာမောင်တာတည်းရဲ့အော်ကျုပ်မသိလို့မေးပါရစေဗျာမေးလေကွာတာတည်းရာမေးပါကွာဆရာကြီးလေးမျက်ကွင်းစေးလိုင်းထိုင်ဒီအပင်ကိုမြင်ရမှာမို့လားဆရာကြီးကဘာလို့မလင်းတာတော့အေးမေးမေးတဲ့မေးခွန်းကမေးတိုက်တဲ့မေးခွန်းပါကွာတာတည်းရာအဲ့လာကိုဆရာလုတ်တဲ့သူကကွင်းကွင်းမရှိဘူးကွာတခြားတယောက်ကိုပဲကွင်းပေးရတာကွင်းမဲ့သူကလည်းစနေသားချေရမယ်ဒါမှရတာ ပြီးတော့မြကွင်းစည်းကွင်းထားတဲ့အချိန်မှာမင်းကတစ်ဆုံးကိုတင်မြင်ရမှာမဟုတ်ဘူးလေတခြားနာနာဘာဝတွေကိုပါမြင်ရမှာကွာဒီတော့တော်ယုံတန်ယုံတတ်တီရှိတဲ့လူကိုကွင်းပေးလို့မရဘူးကွာယူတွတ်တွတ်တတ်တယ်အော်နာနာဘာဝတွေပုံစံကဒီလိုကြောက်စရာကောင်းလို့လားဆရာကြီးကျုပ်မဖဲပါဘောတော့ခက်လန်လန်ကမြင်ဖို့ပါတယ်ခက်ဖြူဖြူအရရှိရှိကြီးပဲပြောအဲ့ဒါမင်းအရေးလောက်ပဲမြင်ရတာကွာတတရားတကယ်အကောင့်သေးကိုမြင်ရရင်တအားလန့်တွတ်တတ်တယ် နေပေါင်းဆိုင်ရဲ့မြက်ကွင်းစေးကွဲ့တဲ့အခါနာနာဘဝတွေကိုမြင်ရတာတော့ဟုတ်ပါပြီသူတို့ပြောတဲ့အတန်ရောကြားနိုင်လားဗျအေးအဲ့ဒါကဒီလိုရှိတယ်ကွာကျုပ်ဆရာကြီးတွေပြောတာကတော့မြက်ကွင်းစေးကွဲ့တဲ့လူရဲ့ပါရမီတက်ခညံ့ရင်ရုပ်ပယ်မြင်ရနိုင်တယ်အတန်မကြားနိုင်ဘူးကွာမင်းကတော့ကျုပ်ထင်တယ်လေဒီဘက်မှာပါရမီခံကောင်းမဲ့ပုံပဲကွာအဲ့ဒီစေးကွင်းနဲ့ညာကြမှာတည်ရမှာပေါ့ကွာအော်ဟုတ်ပါပြီဆရာကြီး ဆိုင်နဲ့တွေ့ရတာကြောင့်တော်တော်ကိုဘူးတူတာတိုးတော့ပါရဲ့ဗျာအေးအဲ့ဒီတော့လာပြင်းနေနေဝင်တာနဲ့တာတေးဒီကိုလောက်အောင်လာခဲ့ပြီတော့ကျိုးအစအစအရာရာပြင်ဆင်ထားလိုက်မယ်ဟုတ်ကဲ့ပါဆရာကြီးစိတ်ချပါကျိုးဆက်ဆက်လာခဲ့ပါမယ်ကျိုးပူပါရောင်စီရတော့ကိုကတော့ပြီးပြလာခဲ့လေတလန်းလုံးလဲကျိုးတွေးလာတာပေါ့ဗျာကျိုးတကားမှမကြဘူးတဲ့မြကွင်းစေးအကြောင်းနဲ့ကြောက်စရာကောင်းတဲ့နာနာဘဝတွေကိုတွေ့ရမြင်ရတဲ့အခါကျိုးရောခန္ဓာရေရှိပါလားမလားခန္ဓာရေမရှိရင်တော့ကျိုး တတ်တတ်လဲအောင်ယူသွားမှာဗျဟုံးမဟုတ်ရဲ့လားငါသားတည်းရဲ့လို့ကြို့ကိုကိုမင်းမိတယ်ဗျအိုးဘာပဲဖြစ်ဖြစ်ဗျာဒီလိုအခွင့်အရေးမျိုးဆိုတာကိုတော့ကြို့လက်လို့မခံနိုင်ဘူးဗျဆရာကြီးဆိုင်နွမ်ဖိုင်နဲ့ကြို့လိုက်ကိုလိုက်မယ်လားပြည့်နေ့ညနေနေဝင်သွားချိန်မှာအမေနဲ့အပါကိုကြို့ပူပါရောင်ကြောင်သွားအောင်မယ်ဆရာတော်ခေါ်ထိုင်းလို့လို့အမေကနေကြို့ထွက်လာခဲ့တယ်ကြို့ဆိုတဲ့ကောင်းကတတလုံးဒီလိုပဲသွားနေကြဆိုတော့အဘနဲ့အမေကလည်းတိတ်မဆန်းတော့ပါဘူးလေ ကျုပ်ပပယောင်ကျောင်းကိုရောက်တော့ဆရာကြီးကဖျားခန်းထဲမှာဆေးဝါးတွေစီရင်နေတယ်ဗျရွတ်ဖတ်တာတွေလည်းလုံးနေတယ်ကျုပ်ကဖျားဦးတိုက်ပြီးငင်ငင်ပဲထိုင်နေလိုက်ပါတယ်ခဏနေတော့ကရွင်းနေနေချင်လာလို့ဆေးလိပ်ကရင်ခေါင်းကလာလို့ရှင်းလာလိုက်တယ်ဆရာကြီးကကြိုက်ကျင်မှကြိုက်မှလို့တွေးမိတာနဲ့မတော့ဖယ်နေလိုက်တော့လေမောင်တာတဲ့ဆေးလိပ်တော့ချင်းတော့ပါကွာရပါတယ်ကျုပ်ကိုနှောင့်ရှက်မထစ်ပါဘူးကျုပ်အလုပ်တွေလည်းအားလုံးပြီးပါလိမ့် ကျုပ်ဆရာကြီးကိုတော်တော်အံ့ဩသွားတယ်ဗျာကျုပ်စိတ်ထဲမှာဖိလ်ပေါ်နေတာတွေကိုဆရာကြီးတိနေတာကိုလူတွေးလိုက်မိတယ်음ကျုပ်တိနေစွမ်းရှိပါတယ်မောင်တရဲ့ကိုထမင်းစားလာခဲ့တယ်မို့လားဟုတ်ကဲ့စားလာခဲ့ပါတယ်ဆရာကြီးအေးမင်းထမင်းစားတာကျက်သားဟင်းနဲ့လေကျက်သားဟင်းကငရုတ်တီးစားလွန်းလို့မင်းရေနှခါတော်ထတာပါတယ်မို့လားပြီးတော့အဲ့ဒီကျက်သားကမင်းလူအိမ်တောင်ဘက်ဝိုင်းကသားမို့လား ကျက်ကနည်းနည်းရေးနေလို့မင်းမင်းမနူအောင်တော်ကိုချက်လိုက်ရတာကွကျက်ဖော်စွန်လာသားကမာတာပေါ့ကွာဗျာဒါတွေကဆာဆီယာနီတိနေတယ်ဟုံလားအေးပါမောင်တတ်ဒီကုလိုဘွေပြတာကျိုးကုံကိုဖော်ရင်လုံးလုံးမဟုတ်ပါဘူးမင်းယုံကြည်ပြီးတပည့်ခံရမယ့်လူကဘလို့လူဆိုတာတော့တိထားတဲ့သင်လူပြောပြတာပါအိုးဟုတ်ကဲ့ပါဆရာကြီးကျိုးတက်တက်မှာတော့ဆရာကြီးလိုဆရာမျိုးဒီတကားပဲမြင်ဖို့ပါသေးတယ်ဗျာအေးအေး အဟိုကျုပ်ရွက်ခတ်နေတာဒီမောင်တပ်တွေတွေ့တယ်မို့လားဟုတ်ကဲ့တွေ့ပါလေဆရာကြီးအေးအဲ့လားစေးဒီအင်းဒီကိုမန္တန်ရွတ်ဒီနိုးထားတာကွဒါမှရေးချောင်းရှိလိုက်နေအားလုံးအသက်ဝင်နေမှာကွာ။ဘာမှမကြောက်နဲ့မောင်တတေးကျုပ်နဲ့တွေ့မိလို့ဝင်ဘာမှမဖြစ်စေရဘူးတိလား။ဟာကျုပ်ဆရာကြီးကိုယုံပြီးသွားပြ။အေးအေးကောင်းတာပေါ့ကွာ။ကျုပ်ကစေးပေါ့လေးကလေးမီးနေပြီးဖွားတယ်ဗျ။ ဆရာကြီးကတော့ရည်နွေးချမ်းတွေတခွက်ပြီးတခွက်တောက်ပြီးတွေးနေတယ်တော်တော်လေးညာနတ်လို့ရွာထဲမှာ လူကြီးသိပ်ပြီးဆိုတော့မှကဲတာဒီရေကျုပ်တို့ဆရာတပည့်နှစ်ယောက်ဖျားရှိခိုးကြဆိုရဲ့ဟုတ်ကဲ့ဆရာကြီးကျုပ်ရောဆရာကြီးပါဖျားကိုဥတီကြတယ်ဖျားရှိခိုးပြီးတော့ဆရာကြီးဆိုင်းနွန်ဖာကဖျားမှာတစ္ဆာဆိုတယ်ဖျား တပိတော်နွန်ဖဟာဒီပညာတွေတက်မြောက်တဲ့အချိန်ကစပြီးလူတွေရဲ့ဒုက္ခကိုကယ်တင်ခဲ့တာပါပဲဖရာအခုလဲဖရာတပိတော်အလိုရှိတဲ့ပစ္စည်းကိုရရင်တတ္တဝါတွေကိုကယ်တင်ဖို့စောင့်ရှောက်ဖို့ပဲရည်ရွယ်တာပါဖရာဤသစ္စာစကားမှန်ကန်ပါကဖရာတပိတော်တို့ဆရာတပည့်နှစ်ယောက်ဒီညပြုတ်လို့မဲ့ကိစ္စကို အောင်မြင်ရပါလို့ဤဖရာကျိုးရောဆရာကြီးပါဖရာကိုဥတုံးရင်ချလိုက်ကြတယ်ကဲမောင်တာတိရေသွားဖို့အချိန်ကြပြီကွဟုတ်ကဲ့အတင်းပါပဲဆရာကြီးကျုံးတဲ့ဆရာကြီးရွာပြင်ကိုထွက်ခဲ့ကြတယ်ပြီးတော့ရွာပြင်ကပတ်တီရှောင်ခဲ့ကြတယ်ဒီအချိန်သွားမှဆရာမညာကိုတန်းကောင်လောက်ရောက်မှာကွာကျိုးသွားလို့လည်းမရဘူးလေ မထဲဝါကကြိုတိနေရင်ဘာမှလုပ်လို့ရမှာမဟုတ်ဘူးတတက်ကျုံနာထဲမှာမဖဲဝါဆိုတဲ့အတန်ကြားလိုက်ရတော့နည်းနည်းတော့လန့်သွားတယ်ပြောဒါပေမဲ့ဆရာကြီးရဲ့ပညာစွမ်းကိုကျုပ်ယုံတယ်ဗျကျုပ်တို့ဆရာတပည့်ဘဲရွာကိုမှမဝင်ပဲအပင်ကကြီးပတ်သွားကြတာဆရာမနိုင်ကိုကျုပ်ကဖြန်လန်းတီးတော့အဲ့ဒီလန်းကဆရာကြီးကို ခေါ်လာတာတန်းကောင်မတိုင်ခင်ဆရာမနိုင်တင်ခိုင်းလဲကို ျုပ်တို့ဆရာတပည့်ရောက်လာတာဗျို့ကဲလာမောင်တတဲ့ဟိုဇရက်ပေါ်ကိုတက်ကြစို့ကျုပ်တို့ဆရာတပည့်နှဆောင်ပြန်ယူအားတင်ချိုင်းကုန်းတဲကဇရက်ပေါ်တက်လာကြတယ်ဇရက်ပေါ်မှာဆရာကြီးက အကြအနထိုင်လိုက်ပြီးတော့သူ့လွယ်အိတ်ကြီးတဲက ကြောက်ပြင်းသေးသေးလေးကိုထုတ်တယ်ပြီးတော့မျက်စင်ပူလင်းလာရှိတဲ့ရေပူလင်းကလေးကိုထုတ်တယ်ဗျနောက်တော့ ဈေးတောင်တတောင်ကိုတွေးတော့တာပဲဗျာဈေးရင်ညွညိုကလေးတွေထွက်လာတော့မှကဲလာတာတဲ့မျက်စိကို ကွင်းကြစို့ပြောပြောဆိုဆိုကျုံမျက်စိနှက်ဖာမှာဈေးကွင်းပေးတယ်ဗျခမားတို့ကျုပ်တို့ မျက်စိနာတဲ့အခါမကြီးခုတ်သွေးကွင်းတယ်လို့ပေါ့ဗျာခဏနေတော့ဈေးချောက်သွားတယ်ဗျလာဒီရှိတိုးလိုက်ဆိုလူကျုကဆရာကြီးရှိကို တိုးလိုက်တယ် ဆရာကြီးကကျုပ်အိတ်သေးကိုဆေးဦးတူထည့်ပေးတယ်။ဒါဟာဝါကွေးနနွင်းဖြူကဆေးစီရင်ပြီးသားမင်းပါတာမင်းသွေးပြီးမျက်စိကိုကွင်းလိုက်ရင်အောက်ကမျက်ကွင်းစီအာနာတိတယ်ပြက်သွားလိမ့်မယ်။ဟောဒီမှာမင်းအိတ်သေးကိုထည့်ထားမယ်။ပြီးတော့အင်းကြီးစာအိတ်ကိုကျုပ်ချိတ်အပ်နဲ့ပိတ်လိုက်မယ်။ဖွက်ကြပြီးမပြောက်အောင်ပေါ့ကွာ။ဟုတ်ကဲ့ပါဆရာကြီး။တတော်ကိုဆေးစပ်တေချာတဲ့ဆရာကြီးပဲလို့ကျုပ်စိတ်က တွေးလိုက်မိတယ်။ဒါမျိုးကမတေချာလို့မရဘူးလေတာတေလား။ကဲမင်းဘာမှမကြောက်နဲ့နော်။တင်ချိုင်းဘက်ကိုလှဲ့ပြီးကြည့်လိုက်ပြီးတော့ဘင်းရင်မင်းမျက်နှာတွေချုပ်ကိုပျော်ပြပြီးတော့ကျော့ခပ်ပြပြပဲတင်ချိုင်းကုန်းကြီးဘက်ကိုလှဲ့လိုက်တယ်။ဟာမကြောက်နဲ့မောင်သားတေအဲ့လာတွေကအပယ်လေးပုံသားတွေပါပဲ။တို့ဖီးယားဟောခဲ့တဲ့အပယ်လေးပုံသားတွေပေါ့။ကဲ မင်းမြင်တာဆရာကိုပြောပါအောင်ဆရာကြီးတင်ချိုင်းထဲကအပင်ဒီပေါ်မှာအကောင်ဒီအပြစ်ပါပဲလားဗျာအေးဟုတ်ပြီကြည်ကြည်မကြောက်နဲ့ဟာဟိုဘန်ဝေးပင်ပေါ်ကတော့နကောင်ဗျာအိုးကြည်ပါဦးတကောင်ကနရွက်ကြီးအကြီးကြီးဗျာမျက်လုံးကြီးတွေကလည်းလင်ကွန်လောက်ကိုရှိပါလားအော်ဟုတ်ပြီ ဒီကောင်နေကျတို့ကိုကြည့်နေကြလားဟာမကြည့်ဘူးဗျတို့ဖာသာနေနေကြတာပဲအေးဟုတ်ပြီတင်ချင်းတက်ကိုရှုံးတီကွာလာတာလိုက်တာမှထိနေတာပဲအားလုံးမြင်ရပါတယ်ဟာဆေးတောင်ဘက်ကအုတ်ကူကြီးပေါ်မှာဇပင်ဖားလျားကြီးနဲ့မင်းမတယောက်ထိုင်နေတယ်ဗျတူးရှိမှာဇပင်ဖားလျားနဲ့တရင်မဲ့တွေလင်းငါယောက်ကကုန်းကုန်းထိုင်နေကြတယ်အော်မဖဲဝါလည်းယုံနေပြီကိုအေးအဲ့ဒါမင်းတွေ့ဘူးတဲ့ဆိုတဲ့မဖဲဝါပေါ့ကွာရှေ့ကဟာတွေကသူ့တပည့်ရောက်တပားနေပေါ့ သူ့ကိုခစားနေကြတာခင်မှာပေါ့သူကတော့ကျွတ်တို့ကိုကြည့်သလားကွာဟာကြည့်တယ်ဗျမယ်လူကြီးကနဲတဲ့ဟာမှမဟုတ်ပဲဗျာကျုပ်အရင်တွေ့တော့ကဖြူဖြူအရေးကြီးဗျာအေးအဲ့ဒီတော့ကကိုပြတာအရေးပြတာလေအခုမြင်နေရတာကအကောင်ပေါ့ကွာတတရအတန်းနီသူတို့ကိုတော့မကြည့်နဲ့တစ်ပင်တွေလိုက်ကြည့်ကွာထူးကြတဲ့တစ်ပင်များတွေ့သလားလို့ဟာတစ်ပင်တွေအကုန်လုံးကရောနေတာဗျာရင်ဆို့လောက်အရွက်ဝိုင်းဝိုင်းနဲ့ ထွားဆိုင်လို့အပင်းလေကွာဟာအဲ့ဒီလိုအပင်တွေကအမနာကြီးဆရာကြီးရဲ့အော်နေပေါင်းဗျာမဖဲဝါကြီးစိုက်ကြည့်နေတဲ့အပင်တပင်ရှိတယ်ဗျအေးအေးပြောစမ်းဘယ်နားမှာလဲဆရာကြီးအตาလှမ်းကြည့်လိုက်အုတ်ဂူအစိမ့်ရောင်တွေ့လားအေးတွေ့တယ်လीဂူအစိမ့်ကတလုံးပဲရှိတာမို့လားကွာအဲ့ဒီဂူအစိမ့်ရဲ့ခေါင်းရင်းမှာရင်စိုးလို့အပင်တပင်ရှိတယ်ဗျအရွက်ကလည်းခတ်ဝိုင်းဝိုင်းပဲဟေးအဲ့ဒီအပင်ကိုငါမမြင်ကဘူးကွာဟုတ်ပြီ မင်းကစေကွင်းသားလူမြင်ရတာနေမှာကွာကြည်သားအဲ့ဒီအပင်ပဲဖြစ်မယ်ကွာဒါတရားအဲ့ဒါတစ်စွန်းပဲကွာဟာစရိအဲ့ဒီအပင်ပဲမှာအကောင်ကြီးအကောင်ရက်နေတယ်ဗျမြက်လုံးကြီးတွေကလင်ကွင်းနောက်ရှိတယ်ဗျလျှာကြီးကတွယ်လောင်းကြီးကျနေတယ်ဗျဟာလက်လွားကြီးတွေလည်းအကြီးကြီးနဲ့ဗျာဟာအဲ့ဒါတရေဆန်ဝင်ပေါ့ကွာသူအဲ့ဒီအပင်ကိုစောင့်ရမှာဆိုလို့လူတွေဝင်ပုန်းနေတာလေကွာစံပွင့်ပြော်လို့ကျုပ်ဒီအပင်ကြောင့်တိတာကွာ ဆာမွန်းကကျွတ်ကျွတ်ကိုတားမှမဟုတ်ဘူးဒီအပင်မရှိမှအေးမယ်လို့တွေးနေတဲ့အကောင်ကွာဟာဆေးရီလေးလည်းမတိုင်နဲ့အဲ့ဒီအပင်ကလူရောက်နေလေဗျဟောတပတ်ထဲနဲ့ရင်းတာမဟုတ်ပဲဖက်ပေါင်းဆုံးကရင်းနေတာဗျဟောဟောမဖဲဝါကြီးနဲ့သူ့တပည့်ဒီအဲ့ဒီကိုတွားနေကြပြီဗျအေးနခတ်အချိန်ကြပြီကိုတတရသေဆုံးအပင်မှာအသက်ဝင်လာပြီပေါ့တေးတေးချာချာကြည့်နေနော်ဟာဆေးရီတိပင်ကအပေါ်ကိုကြွားတက်လာနေပြီဗျ ေးဟိုဘီဟိုဘီမဖဲဝါဘာလောက်နေလေဟာမဖဲဝါကလက်ကီနဲ့လက်ရှိကိုစမ်းပြီးပါစကပွားစိပွားစိနဲ့ပြောနေတာဗျာဘာပြောနေတယ်လဲတော့ကျုံမကြရဘူးအေးအေးဟိုဘီကြည်ထားဟာဆရာကြီးတစ်ဆွန်ပင်ကလူလန်းလျှောက်သူလို့ရှောင်းနေပြီဗျဟာမဖဲဝါရောတရေစမ်းပွင့်ကြီးလူရောအပစ်နောက်ကရှောင်းလက်နေကြပြီဗျဟာဟုတ်လားဘက်ဘက်ကိုတော့အနည်းလေကွာတင်ငိမ့်နောက်ကဗျအလုံးအုံကြီးလိုက်သွားကြတယ်အေးတာတဲ့ရဲ့ အပင်ဘောကကောင်တွေကိုတစ်ချက်ကြည့်စမ်းကွာဟာဒီကောင်တွေလည်းအဲ့ဒါကိုဝိုင်းကြည့်နေကြတယ်ဗျအေးဟုတ်ပြီမင်းတိတ်တိတ်ချာချာနားထောင်တာတဲ့အဲ့ဒီအပင်ကစောစောကဂူအစိမ်းသားကိုရောက်အောင်ပြန်သွားမှာအဲ့ဒီအချိန်ငါကမဖဲဝါတို့စီကိုဆေးလုံးပြသွင်းလိုက်မယ်မင်းကဂူအစိမ်းသားကိုတွားမိပုန်တယ်တစ်ဆွန်ပင်ကမဖဲဝါတို့ကအဲ့ဒီနာကက်လာတာနဲ့မင်းကမတ်တထရလိုက်ငါကဆေးလုံးပစ်လိုက်မယ်သူတို့အာလုံးခဏကြာအောင်ကြက်သေးသေးတွားကြလိမ့်မယ်သူတို့တင်မကဟော ဒီတချားငယ်အကောင်တွေအားလုံးကြက်သေးသေးသွားမှာတိတ်ကြမှာတော့မဟုတ်ဘူးကွာအဲ့ဒီအချိန်မှာမင်းကတစ်ဆုံးပင်ကိုပြေးထန်းနေတချိုင်းအပြင်ကိုအရောက်ပြေးပဲတော့ငါကနောက်ထပ်ဆေးလုံးပြစ်သွင်းပြီးမင်းနောက်ကပြေးလိုက်ခဲ့မယ်တချိုင်းအပြင် ရောက်ရင်မင်းဆက်မပြေးနဲ့ငါ့ကိုစောင့်နေထစ်တယ်မို့လားတာတေးဟာတိတ်ဖြစ်တာဗောဆရာကြီးအခုဘယ်ရောက်သွားပြီလဲကွာဒီအပြင်ကလူလိုင်းလျှောက်တယ်လို့တလန်းချင်းလျှောက်နေတာဗျော့နောက်ကမဖဲဝါကြီးကဥဆောင်ပြီး တစ်ပင်နောက်ကခက်ခွားခွားမဲလိုက်နေတာဆရာကြီးရဲ့အေးသူရဲ့ဆံပွင့်ကြီးရောပါသလားကွာဟာပါတာပေါ့ဆရာအဲ့ဒီအကောင်ကြီးကမဖဲပါကိုအားကြီးကြောက်ရတာဆိုပဲအခုဘဲဘက်ကိုရောက်သွားပြီလဲကွာဟောဟိုကထနောင်းပင်နှစ်ပင်ကိုဆရာကြီးတွေ့တယ်မို့လားအေးတွေ့တယ်လေအဲ့ဒီနောက်မှာရှောက်နေတာဗျဟာအဲ့ဒါတချမ်းရဲ့နဲ့နမိတ်ပဲကွာအဲ့ဒါပြီးရေဒီဘက်ကိုပြန်ပြီးပတ်လာမယ်ထင်တယ်ဟာဆရာကြီး တစ်ဆုံးပင်ကလူလိုပဲခုံနေတာဗျဟာဟုတ်လားကွာဟုတ်ပါဗျာသူ့အကိုင်းတွေကလည်းလူလက်တွေလိုပဲအကွေ့အဆန့်လှုပ်လို့ရတယ်ဗျဟာခုံပြန်ပြီဗျတော်တော်တော့သွေးပစ်စီရောကောင်းလဲမြင်ကွင်းမဲ့ဗျာဟာမကြောက်စမ်းပါနဲ့တာတရားမကြောက်ပါဘူးဗျာကျုပ်ကအခုချက်ချင်းတောင်ပြေးထန်းလိုက်ချင်းပြီဗျာဟာမရသေးဘူးလေကွာသူတပတ်ပြည့်အောင်ရှောက်ပြီးမှအာနသင်အပြည့်ရမှာကွာကဲစက်ကြည့်ပြန်ဟိဟုတ်တယ်ဗျို့ ဒီအပင်ကတချမ်းဘက်ကိုလှဲ့ပြီးရှောက်သွားနေတာဗျာဟိုဘက်ကခူဒီဘက်ကိုတက်သွားပြီပြို့ဟုတ်ပြီဟုတ်ပြီမျက်ချင်မပြတ်တာကြည်နေဟိကျုပ်ကြည်နေတော့မှပဲသစ်ဆုံးပင်ကတချမ်းနေရအနံကိုရောက်သွားတယ်ဗျတချမ်းတစ်ခုလုံးရောက်သွားတော့မှရက်နေတယ်မဖဲဝါကြီးတို့လည်းနောက်ကထက်ချက်မကွာလိုက်နေတာပြို့ရက်နေတယ်ဆရာကြီးရဲ့ဟာဟုတ်လားကဲဒါဆိုရင်မဲဂူအစိမ့်ဘဲကိုတွားပြီးပုံးပယ်တော့ဟဲ့အနားရောက်လာကနဲ့ကျုပ်မှသားတလူ မတ်တပ်ထရရလိုက်နော်ကျုပ်ဆေးလုံးပစ်သွင်းမယ်ကျုပ်ကလည်းဟိုးကဘုံကြီးမဲတော်ကြီးရဲ့ကူနာမှာကတ်နေမှာတိလာဟုတ်ပြီဆရာကြီးဒါဆိုရင်ကျုပ်သွားပြီပြို့ကျုပ်ကဆရာခိုင်းတဲ့အကိုင်းကူရေချားမှာပုံပြီးကူအစိမ်းနှားကိုလာခဲ့တယ်ဗျကျုပ်လက်ကြီးတော့ဆရာကြီးလည်းကျုပ်လိုပဲကူတွေ꿰ပြီးလာနေတာဗျအချွန်းတတ်တီနဲ့လှုပ်ထားတဲ့မဲတော်ကူနာရောက်သွားပြီပြို့မဖဲရွာကြီးတို့ကတော့တစ်ဆုံးပင်ကိုပဲအာယုံထားနေတာဆိုတော့ ကျုပ်တို့ကိုမြင်ပုံမပေါ်ဘူးဗျ။တစ်ပင်ပေါ်ကကောင်တွေကလည်းဘာကိုမှမကြည့်တော့ဘူးဗျ။သူတို့ဟာသူတို့ပဲငြိမ်နေရတာဗျ။ဟောပြောရင်းဆိုရင်တစ်ဆုံးပင်ကခုံပြီးပြန်လာပြီဗျ။အမလေးလေးလေးမဖဲပါကအရက်ကြီး7ပေ7ပေလောက်တောင်ရှိတာဗျ။မျက်နာကြီးကမဲနက်နေတာဗျ။မျက်လုံးကြီးကြီးနှလုံးကလည်းပြူးထွက်နေတာဗျ။ကျုပ်လက်မအော်မိအောင်ကိုမနှမ်းထိန်ထားတာဗျ။ဟောလာကြပြီလာကြပြီကိုအစိမ်းနာကိုရောက်တော့မယ်ရောက်တော့မယ် ဆရာကြီးမာတာတယ်လို့ကျုံမက်တက်ထားရက်လိုက်တယ်မက်တက်ရက်ယုံတင်မကောက်ဘူးပြို့မဖဲဝါကြီးကိုပါလက်ညှိုးထိုးလိုက်တာပြစ်ပြီးပြို့ကျုပ်ဆရာကြီးပြစ်လိုက်ပြီဟာစွန်လိုက်တဲ့ဆေးဗျာမဖဲဝါကောသူ့ရဲ့စံပွင့်ကြီးကောနောက်ကိုဒလန်လောက်ရွေ့သွားကြတယ်ဗျပြီးတော့ဘာမှမမြင်တယ်လို့ငိုင်းနေရတယ်ကျုပ်ပြေးပြီးတစ်ဆုံးပင်ကိုပွေပြီးပခုံးပေါ်ထားလိုက်တယ်ပြေးပြီးပြို့ပြေးပြီးတချိုးတဲပဲတာတယ်တဲ့ဟေးလို့ကျုပ်စိတ်ထဲမှာကျုံဝိုင်း တစ်ဆုံးပင်ကိုပခုံးမှမိမိရရထမ်းပြီးကြုတ်ပြေးတယ်။ရှောင်ရရှာရဟေးဆိုတဲ့ဆရာကြီးရဲ့ကျုံဝါတန်ကြီးကိုကျုံနောက်ဖက်မှာကရားလိုက်ရတယ်ဗျာ။ကျုံနောက်မှာဆရာကြီးပါလာပြီဆိုတော့ကျုပ်အားတက်သွားတာပေါ့ဗျာ။ပြေးဟေးတားတေးမနှက်နဲ့ပြေး။ဟိုးရှေးကရာခင်းနေသည့်ပြေးကွာ။ဟာဟာဟာကျုပ်တစ်ဆုံးပင်ကိုမြင်ရပြီဟေး။ကျုပ်ပြေးတယ်မနှမ်းမှုပြေးတယ်။အေးပြောရအောင်မပြော။ ကျုပ်ပခုံးပေါ်မှာပါလာတဲ့သစ်ဆုံးပင်ကလူယွန်းသလိုယွန်းတာဗျကျုပ်ကတေးသေးချာချာကိုဖိထားတာဗျတချိုင်းနဲ့ဝေးလာတော့မှဒီခေါင်းငိန်လာဗျဘနဲ့လဲတာသေးမင်းပခုံးပေါ်ကကောင်လှုပ်သေးလားဟာငိန်သွားပြီဗျဆရာကြီးရဲ့အေးဒါဆိုရင်ရပြီကွာတာတေးရက်လိုက်တော့ကျုပ်တို့ဆရာတပည့်နှစ်ယောက်ရက်လိုက်ကြတယ်နှစ်ယောက်လုံးဟောဟင်းလိုက်အောင်မောနေကြတာဗျတာတေးနောက်ကိုတကြည်ပြန်ကြည့်စမ်းဘာမြင်တယ်လဲ ကျုံနောက်ကိုလှည့်ကြည့်တယ်မြင်တာပေါ့ဗျာဟာဆရာကြီးမဖဲဝါကြီးတကြမ်းရောက်ဘက်မှာမတ်တက်ကြီးရက်နေတာဗျဟေးဟုံးလားမတ်ထုကိုလိုက်လာတာလားမလိုက်ပါဘူးဗျာရက်နေတာကျုပ်တို့ကိုကြည့်တော့ကြည့်နေတာဗျဒါဆိုအောင်ပြီပေါ့ကွာကဲတားတင်းခတ်တုတ်တုတ်သွားကြစို့ဟုတ်ကဲ့ဆရာကြီးကျုပ်ကတက်ဆုံးပင်ကိုထဲညင်းဆရာကြီးနဲ့ကျုပ်နဲ့ခေးဆက်ကြတယ်နောက်တော့မကြာခဏလက်ကြည့်ရတာပေါ့ဗျာ မဖဲပါလိုက်မလာပါဘူးလမ်းမှာတော့ဗျာအကောင်နှိုးစုံကျုပ်မင်းရတာပေါ့တချို့ဆိုရင်ခေါင်းကတိန်ကောင်းလောက်ကိုရှိတာဗျဒါပေမဲ့ကျုပ်တို့ကိုဘာအနေရမှမပေးရဘူးထဏောင်းကောင်းကိုကျုပ်တို့ဆရာတပည့်နှစ်ယောက်ပြန်ရောက်တော့အရုံတောင်တက်ကန်နီးနေပြီဗျတကယ်တော့ဒီညကိစ္စကိုပိုးပယုံဆရာတော့ဆရာကြီးကျုပ်သုံးယောက်ပဲတီးခေကြတာလေအဲအကိုတော့ခမည်းလည်းတိပေါ်ပြီပေါ့ဗျာမူရင်းကြီးသူဆရာတာတေး ကိုတွေ့မဖဲပါစာအုပ်မှကောက်နှင့်တင်ပြထားပါတယ်။လာရောက်နားဆင်ဖြစ်သောဒူးတယောက်ချင်းစီကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။